ကဲအားလုံးပဲမင်္ဂလာပါရှင် Terror Healing and Reading My Kid Drawing ပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်เนาะအခုဒီနေ့မှာတော့เนาะအာထုံးစံအတိုင်းပေါ့เนาะအဲအခုရက်ပိုင်းတွဲမှာအခု ဒီအပတ်အတွင်းမှာဗောနော်မကြမတင်အချိန်အတွင်းမှာကြုံတွေ့ရမယ့်အခြေအနေလေးကိုနော်ဖတ်ပြရမယ် reading အတိုလေးကိုဖတ်ပြရမယ့်အချိန်ကိုပြန်လဲရောက်ရှိလာပါပြီကဲအဲ့တော့လာကြည့်နေတဲ့သူလေးတွေရဲ့နော် collective reading အနေနဲ့ပဲဖတ်ပြမှာဖြစ်ပါတယ်နော်အခုရပိုင်းတွင်းမှာအခုဒီအပတ်အတွင်းမှာဗောနော်ကြုံတွေ့ရမယ့်အခြေအနေဗောနော်ဒီနေ့ရ၃ရက်အတွင်းလည်းဖြစ်နိုင်တယ်လို့တစ်ပတ်အတွင်းလည်းဖြစ်နိုင်တယ်ဗောနော် အဲ့တော့ကျွန်တော်ရမယ့်အခြေအနေလေးကဘာတွေဖြစ်မလဲဆိုတာကိုကျမတို့ randomly pick up cup လေးလုပ်ပေးပါမယ်။ဒီဟာကတော့ collective reading အနေနဲ့ပဲကြည့်ရမှာဖြစ်ပါတယ်။ကက်ရွေးစရာမလိုပါဘူး။ကျမဒီကနေ random ပေါ့နော်။ကက်တကက်ကိုရွေးထုတ်ပြီးတော့မှ energy ဖတ်ကြပြီးမှဖြစ်ပါတယ်။ကဲ။အဲ့တော့ကျမတို့ကြည့်လိုက်ကြရအောင်နော်။ ကက်ကလေးတွေကိုကျွန်မဒီလိုမျိုးခွဲထုတ်တဲ့အခါကျရင်လေအနှဲငယ်လေးရွေ့တာပေါ့နော်အရန်မညီမညာဖြစ်တယ်ဆိုရင်နည်းနည်းလေးတီးခန့်ပေးပါနော်အောက်ကမညီတာပေါ့နော်အောက်ကမညီတာပြီးတော့ကျွန်မကိုယ်တိုင်လည်းဒီဟာကိုဒီလိုဖြန့်ခင်းလိုက်ရမှာဒီဘာမှမယင့်ဘူးဖြစ်တယ်ကက်ပြန်နည်းနည်းကက် ကဲအဲ့တော့လာကြည့်နေတဲ့ quality တမားလေးတွေအတွက်ကိုအခုရပိုင်းတွင်းမှာကြုံတွေ့ရမယ်เนาะအခြေရင်းနဲ့ပတ်သက်တဲ့เนาะတည်တင်တည်ထိုက်တဲ့ energy လေးတွေတည်တင်စကားလေးပြောပြပေးပါ။ဗာလေးကိုယူရမယ်เนาะကျွန်မကလေးတကယ်ကိုတော့ကျွန်မယူလိုက်ပါမယ်။ Okay, Kings of Pentacles เนาะ Kings of Pentacles ရဲ့ ကတ်ကလေးကိုကြားလာပါတယ်။ကင်းဆော့ပန်တီကောဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအပိုင်းမှာ အချစ်ရေးကားရတယ်နော်။ နေရာပေါ့နော်အမျိုးသား energy ဘက်ပေါ့နော်အမျိုးသား energy ဘက်မှာဘာဖြစ်နေလဲဆိုတော့အဓိကကအလုတ်ကန်ငွေကြေးစီးပွားရေးကိုအဓိကဦးစားပေးနေတာမျိုးတွေရှိမယ်ငွေတွေစုနေမယ်တဲ့နော်အဲ့တော့သူ့အလုတ်တွေကိုရန်ဦးစားပေးနေတာမျိုးရှိမယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ကိုအချိန်ပေးမပေးနိုင်ဘူးပေါ့နော်အချိန်မပေးဘူးအချိန်မပေးနိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေရှိနေတာမျိုးတွေ့ရတယ်နောက်ကတော့အရန်ကြီးမာနာတွေကြီးနေတာအတ္တတွေကြီးနေတာတွေဖြစ်တတ်တယ်နော်အဲ့တော့နှစ်ဦးနှစ်ဖက်စလုံးမှာပေါ့နော်ဒီကိုယ့်ဘက်မှာပဲဖြစ်ဖြစ်သူ့ဘက်မှာပဲဖြစ်ဖြစ်နှစ်ယောက်စလုံးကမာနာတွေကြီးနေတာမျိုးကိုကိုယ်တိုင်က လည်းအလုတ်ကင်တွေအဆင်ပြေနေတာငွေကြေးတွေအဆင်ပြေနေတာဖြစ်တယ်ဖြစ်နိုင်တယ်။သူကလည်းပဲပေါ့နော်သူလုတ်တဲ့အလုတ်တွေဟာအဆင်ပြေနေတယ်အောင်မြင်နေတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးမာနတက်နေတာမျိုးနှစ်ဖက်စလုံးပေါ့နော်နော်နှစ်ဖက်စလုံးမှာအဲ့လိုမာနတွေပြိုင်နေတာလေးတွေဖြစ်တတ်တယ်နော်အလုတ်မှာလည်းပဲအလုတ်ကိုပဲဦးစားပေးနေတာမျိုးပေါ့နော်မိန်းကလေးဘက်မှာလည်းဖြစ်ဖြစ်ယောက်ျားလေးဘက်မှာလည်းဖြစ်ဖြစ်အလုတ်ကိုဦးစားပေးနေတာမျိုးအလုတ်ကိုပဲအဓိကထားနေတာမျိုးလေးဖြစ်တတ်တယ်အဲ့တော့ဟိုပေါ့နော်အဲတချို့တွေပေါ့နော်အခု အခက်ထားပါတော့ဒါကကင်းဆော့ပန်ဒီကယ်ဖြစ်တဲ့အတွက်အလုတ်ကန်ငွေကြီးနဲ့ပြောရလို့ရှိရင်တော့လေအာသူ့ပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်ပေါ့နော်တရားရောက်ကအဲ့လိုလေယာရုတိုးတာလာလာတိုးတာနော်မမျော်လင့်မဲနဲ့အဲ့လိုဘောနပ်စ်တွေရတာမျိုးနော်မုတ်ပိုးတွေရတာမျိုးအဲ့လိုမျိုးပေါ့နော်ဟိုငွေငွေဝင်လာတတ်တယ်နော်ငွေတွေအလုံးရင်းနဲ့ဝင်လာတတ်တာမျိုးရှိတတ်တယ်ဆိုတော့အဓိကကဒီမှာနည်းနည်းလေးဆောင်ရင်ရှောင်ရင်လို့ပြောရရင်เนาะတယောက်နဲ့တယောက်မာနကြီးနေတာတယောက်နဲ့တယောက်အဲ့လိုမျိုးပေါ့เนาะဟိုဘယ်လိုခေါ်မလဲ နည်းနည်းလေးမှအကြောမခံတဲ့စိတ်ကလေးတွေပေါ့နော်အတ္တကြီးနေရမာနကြီးနေရလေးနည်းနည်းလျှော့ပါလို့ပြောချင်တယ်ပြီးတော့အချိန်ပေးပါကိုယ့်ရဲ့ချစ်သူကိုအချိန်ပေးဖို့လိုအပ်တယ်ပေါ့နော်အချိန်မပေးနိုင်ရင်တော့ဒီ relationship တစ်ခုဟာဟိုဒါရေရှည်ခိုင်မြဲဖို့မလွယ်ဘူးလေနော်ဘာပဲဖြစ်ဖြစ်ရောအချိန်ပေးဖို့လိုအပ်တာမျိုးရှိမှာအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ချစ်တဲ့သူတွေကတော့အချိန်ပေးပါတယ်ဒါပေမဲ့ယောက်ျားလေးတွေပေါ့နော်အဓိက masculine energy ရှိတဲ့သူတွေကကြပြီးကြသွားလို့ရှိရင်အချစ်တစ်ခုကိုပန်ဆိုင်သွားတယ်ရယူပြီးသွားရင်ကြသွားတယ်ဆိုရင်တိတ်ပြောအချိန်မပေးတာမျိုးဂယုမဆိုင်တာမျိုးတွေဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ masculine energy energy ရှိတယ်ပေါ့နော်အမျိုးသား energy ယောက်ျားလေး energy ဈာ energy ရှိတဲ့သူတွေကိုတခုပြောချင်တာကကိုချစ်တဲ့သူကိုဂယူဆိုင်ဖို့လိုအပ်ပါတယ်အဲ့တော့ကိုယ့်ဘာကိုအချိန်ဘယ်လောက်ကြီးပဲအချိန်မရှိမရှိအချိန်မရမရအလုပ်တွေဘယ်လောက်ကြီးပဲရှုပ်ရှုပ်နော်ကိုကဘာကြီးပဲဖြစ်နေဖြစ်နေကိုချစ်သူကတော့ကိုချစ်သူပါပဲ ဒီကဂယူးစိုက်ပေးဖို့လိုအပ်တယ်เนาะသူ့အတွက်လည်းအချိန်ပေးဖို့လိုအပ်တယ်ဆိုတာလေးကိုပြောချင်တယ်เนาะအဲ့တော့ဒါမှမကယ်လို့ပါဘူးเนาะအမျိုးသမီး energy ဖြစ်ရှိတဲ့ဘက်တွေမှာအဲ့လိုရှိနေတယ်ဆိုရင်မင်းကလေးဘက်မှာလည်းအဲ့လိုမျိုးပေါ့เนาะဖြစ်နေရယ်ဆိုရင်လည်းပဲကိုချစ်သူကိုကိုအမှန်တကယ်ချစ်တယ်လို့ကိုကိုကိုခံစားရတယ်ထင်နေဆိုရင်เนาะဒီလူပေါ်မှာကိုက respect ထားရမယ်เนาะဘာလဲဆိုတော့မာနတွေပြိုင်နေလို့မရဘူးတကယ်တော့နှစ်ဦးနှစ်ဖက်ပေါ့เนาะအပြန်အလှန် respect ရှိရှိနဲ့เนาะအပြန်အလှန်လေးလေးစားစားဆက်ဆံပေးဖို့လိုအပ်တယ်ဆိုတာမျိုးလေးဒါ message ပေးရပေါ့เนาะ โอเคနောက်တစ် oracle လေးတကက်အနေနဲ့ဆွဲပါမယ် love message oracle အနေနဲ့ဒါလေးဒီတင်တင်ထားပါ โอ้ wedding ring เนี่ยเนาะโอเคဒီတစ်ခေါက် energy တွေเนี่ยเนเน positive ပဲစောင့်နေလို့တော့ဒီမှာမြင်နေပေါ့เนาะ wedding ring เนี่ยเนาะအဲ့တော့ union and marriage တယ်เนาะအဲ့တော့တချို့တွေပေါ့เนาะဒီမှာဆို wedding ring ကတ်ကလေးပါတဲ့အတွက်ကြောင့်မို့လို့တချို့တွေအကွဲကွာနေတဲ့လူတွေရှိရယ်ဆိုရင်အဆက်အသွယ်ကြီးပြန်ရလာတာမျိုးတွေရှိမယ်တချို့ union ပြန်ရလာတာကြီးရှိမယ်เนาะအဲ့တော့မိမိเนี่ยခွဲကွာနေတဲ့လူတွေเนี่ยပြန်လဲဆုံတွေ့ရတာကြီးရှိမယ်တချို့ဆိုလို့ရှိရင်အာဆေးဆက်တာလက်ထက်တာပေါ့เนาะဒီအချိန်ကြီးအဟိုပါပေါ့ commitment level အထိပေါ့နော် commitment တကူရလာတဲ့အထိဖြစ်လာတာမျိုးဖြစ်နိုင်တယ်တချို့ဆိုလို့ရှိရင် soul connection တွေမိနေတာမျိုးတချို့ကတော့ long distance relationship ဖြစ်နေတဲ့သူတွေတောင်မှပေါ့နော်တယောက်နဲ့တယောက်ကအရန်စိတ်ချင်းတွေဆက်သွယ်နေတာမျိုးเนาะစိတ်ချင်းတွေအရန်နှီးဆက်လာတာမျိုးတွေเนาะအဲ့လိုမျိုးတွေဖြစ်နေမှာတချို့ twin flame connection တွေမှာဆိုလို့ရှိရင်ပြန်ပြီးတော့မှပြန်ညီညွတ်ရေးပြန်ရလာတဲ့အချိန်အချိန်နေပေါ့နော်ဖြစ်လာနိုင်တယ်နောက်ခါကျတော့အချစ်တရားဘယ်တော့မှပေါ့နော်ဘယ်တော့မှဟိုကဖြစ် ဘယ်လိုခေါ်မလဲအဆုံးမတက်သွားတဲ့ချက်ချင်းမျိုးတွေနေပေါ့နော်အေးဘလိုအရန်ချက်နေတာအရန်ခံစားရတာမျိုးပေါ့နော်တခုနှစ်ဖက်ကြားမှာပြောရရင်တော့ဒီအချိန်ကအရန်ဟိုစိတ်ထဲမှာအရန်ရောက်နေတာမျိုးအရန်ချက်နေတာမျိုးအရန်တွေ့ကျင်နေတာမျိုးဖြစ်နေတတ်တယ်တဲ့နော်အဲ့တော့ကဲဒီအပိုင်းတွင်းမှာပေါ့နော်အဲ့လိုမျိုးလေးခံစားနေရတဲ့သူလေး energy ကြိုက်ပါလိမ့်မယ်နော်အဲ့တော့ဟိုပြီးသွားတော့ပေါ့နော်တယောက်နဲ့တယောက်ကြားထဲမှာပို့ပြီးတော့မှာပေါ့နော်ခိုင်မာတဲ့တန်ရောစင်တွေဖြစ်လာတာမျိုးပေါ့နော်ခိုင်မာတဲ့တန်ရောစင်တွေတိုးတဲ့အခြေအနေမျိုးလေးတွေဖြစ်နေတတ်ပါတယ်တဲ့နော်အဲ့တော့အဲဒါကောင်းနေပေါ့နော်ဒီက ကလေးကတော့ကောင်းပါတယ်။အဲဒီတော့ love message angels တွေကနေပြီးတော့မှเนาะအချစ်နှစ်ဖျားတွေเนาะအချစ် angels တွေကနေပြီးတော့မှဒီအခြေအမှာဘာတွေတည်တယ်လဲပြောပြပေးပါဦး။ပြောပြပေးပါဦး။ Okay. first life relationship တကယ်ပြောလို့တော့မှဘာသာကမဆုံးသေးဘူးเนาะကျွန်တော် twin flame နေပါရင်းနဲ့ပြောလိုက်မိတာအဲ့တော့ first life relationship တအဲ့တော့ဟောပေါ့เนาะကိုလက်ရှိမှာပေါ့เนาะ အချစ်ရေးကပေါ့နော်ကိုရဲတယ်နော်ဒီဒီ relationship က past life ပေါ့နော်ကိုအရင်ကတွေ့ဘူးမြင်မှုတဲ့သူမျိုးတို့မဟုတ်အရင်ဘဝတုန်းကဘဝဆက်ဆက်ကရေဆက်ရှိခဲ့တဲ့သူမျိုးဖြစ်ပါတယ်တဲ့နောက်တစ်ခါကျတော့အာပေါ့နော်တချို့တွေပေါ့နော်အာ ဟိုကိုတိပူးတဲ့သူတယောက်ပေါ့နော်အဲဒီလူကကိုကိုဘွားတွေကိုဝင်လာတာမျိုးရှိလိမ့်မယ်နော်အဲ့တော့ you know တဲ့ဗါလဲ you have known တဲ့နော် each other before မင်းနဲ့သူနေရပေါ့နော်အရင်ကတည်းကတိပူးတဲ့သူတွေဖြစ်ပါတယ်တဲ့နော်တိပြီးသားသူတွေပေါ့နော်အဲ့တော့အဲ့တော့ဒီဘွားမှာမမြင်ရသေးဟိုပေါ့နော်မတိပဲနဲ့ကြုံလာရမယ်ဆိုလို့ရှင်လဲဒါအရင်ကအရင်ဘွားအဆက်ဆက်ကအဆက်ဟောင်းနေဖြစ်နိုင်တယ်နော်ဒါမှမဟုတ်လို့ရှင်လဲကိုယ့်ရဲ့အချက်ဟောင်းနော်အချက်ဟောင်းကိုယ်နဲ့အရင်ကပတ်သက်ပူးတဲ့အချက်ဟောင်းတွေကိုဘွားတွေကိုပြန်လဲဝင်လာတာမျိုးရှိလိမ့်မယ်ပြောရရင်တော့အဟောင်းပေါ့နော် HD ကိုယ်ဝါတွေကိုပြန်ဝင်လာတတ်တယ်เนาะအဲ့တော့တချို့တွေเนาะအဆက်အသွယ်ရေရှည်ပြတ်သွားပြီးတော့မှเนาะပြန်ပြီးအဆက်အသွယ်တွေရလာနိုင်တယ်အဆက်အသွယ်ပြန်ရပြီးရင်လည်းပဲကိုမြင့်မြတ် level တစ်ခုတစ်ခုထိပေါ့เนาะသူနဲ့ကိုနဲ့အဲအဲ့လို level တစ်ခုထိတက်သွားတာမျိုးเนาะဒါမျိုး union ပြန်ရလာတာမျိုးကြီးဖြစ်သွားတတ်တယ်ဖြစ်သွားဖြစ်လာနိုင်တယ်ပေါ့เนาะအဲ့လိုမျိုးတွေ့ရအဲ့တော့အဲ့ဒီသူကလည်းပဲ king so pandic ရဲ့ energy ရှိနေမယ်အလုတ်ကင်ကြီးအလုတ်ကင်ပိုင်းဒီမှာဆိုရင်သူကခေါင်းဆောင်ခေါင်းဆောင်ဥဥဆောင်ဥရလောက်ရတယ် manager တွေเนาะဒီသူဟိုပါပေါ့เนาะဒီ pension တွေသို့မဟုတ် ပေါ့အဲ့လိုမျိုးခေါင်းဆောင်ပိုင်းညီမှာလိုရတဲ့ leader ပိုင်းညီမှာလိုရတဲ့သူတွေဖြစ်နေတတ်တယ်တဲ့เนาะအဲ့ဒီလူတွေဟာကိုယ့်ဘဝတွေကိုပြန်ဝင်လာလိမ့်မယ်เนาะအဲ့ဒီလူတွေเนี่ยကိုယ်က commitment level ဒီ wedding level ချိပေါ့เนาะ planner တွေဒီထက်ပိုပြီးတော့အသင့်တတ်တဲ့အနေအထားမျိုးတွေရောက်ရှိသွားတတ်တယ်တဲ့ကဲဒါလေးကတော့เนาะ ဒီဘက်တွင်းမှာကြုံတွေ့ရမယ်အခြေရေးပဲဖြစ်ပါတယ်เนาะ energy လေးကတော့ကောင်းပါတယ်เนาะ energy လေးက positive energy အနေနဲ့ခံစားရပါတယ်ဒါကြောင့်မလို့ငါကြည့်နေတဲ့ collective တမားလေးတွေကเนาะကောင်းတဲ့ energy လေးတွေရရှိကြပါစေမိမိတို့နဲ့အမှန်တကယ်ချစ်ညံ့နေရဲเนาะချစ်သူတွေနဲ့လည်းဘဝတသက်တာလက်တွဲသောင်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်เนาะမိမိတို့ရဲ့ personal reading လေးတွေမေးတင်နေဆိုရင် tarot healing and reading by kitra ရဲ့ facebook ချက်ပေါက်နှစ်ခုမှာလာရောက်မေးမြန်းနိုင်ပါတယ်เนาะပြီးတော့ဒီ viber နဲ့ whatsapp တွေကနေပြောလေလာမေးနိုင်ပါတယ်ဒီမှာ နံပါတ်လေးတွေလည်းပြပေးထားရယ်เนาะအဲ့တော့ကဲနောက်ထပ်နောက်ထပ် reading လေးတွေမှာပြန်တွေ့မယ်เนาะကျေးဇူးအများကြီးတင်ပါတယ်တူတူတယောက်ချင်းစီအတွက်တတ်တာ